မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တက်ကုံလော်ကျေးရွာမှာရှိတဲ့ခမရ38ခွန်တပ်စခန်းကြီးကို Matchla 26ရက်နေ့မနက်ပိုင်းမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီကုံလောအနီးမှာရှိတဲ့ခမရ38ခွန်နဲ့ခမရ320တပ်စခန်းကြီးတို့ကို match 25ရက်နေ့မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တော့လေ ဒီကနေ့မနက်ပိုင်းမှာသာထိုးစစ်ဆင်တိုက်ခတ်မှုတွေပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ရှေ့တန်းသတင်းအရေးမြစ်ကပြောဆိုခဲ့ပါတယ်။မနေ့ကကလေးကလက်နက်ကြီးတချို့ကိုအဲ့ဒီစခန်းဘက်ကိုပစ်ထည့်ကြည့်တယ်။ဒရုန်းနဲ့လည်းတွားပစ်တယ်။ဒါပေမဲ့ဒီမနက်မှာတကယ်ထိုးစစ်ဆင်တာပါမနေ့ကဝင်မတိုက်ပါဘူး။အခုကတော့380ကစစ်သားတွေ320မှာတွားပေါင်းနေတယ်လို့ပြောဆိုခဲ့ပါတယ်။ခမရ380တပ်စခန်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာခမရ320တပ်စခန်းကြီးကိုဆက်လက်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီဘက်ကလည်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်က Y12 နဲ့ Y8 လေးရင်တွေအပြင်တခြား Jet Fighter လေးရင်တွေနဲ့လည်းဘုံကျဲတိုက်ခိုက်နေပြီးတော့စခန်းကိုမကြဆုံးရိတ်အတွက် အပြင်းထန်ခုခံကာကွယ်နေကြပြီးတော့တိုက်ပွဲဟာပြင်းထန်လျက်ရှိတယ်လို့သိရပါဗျ။မက်လာ23ရက်နေ့မှာနောင်ကောမှာရှိတဲ့အမြောက်တပ်ခမရ380တပ်စခန်းကြီးကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်သားတွေကမိုင်းဆွဲတဲ့နေရာအနီးအနားကညောင်မင်းသားရွာကပြည်သူ၅ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၅ရက်နေ့မှာရွာငံမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ပြည်ညောင်ဘက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေကိုမက်စလာ၅ရက်နေ့မှာတစ်ကြိမ်၊မက်စလာ18ရက်နေ့မှာတစ်ကြိမ်၊မက်စလာ21ရက်နေ့မှာတစ်ကြိမ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ တက်မ56နဲ့တက်မ69ကစစ်ခွေးတွေရွာငံကတကြောင်းနဲ့ပြင်ချောင်ဘက်ကတကြောင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးလာတာအင်အားက190လောက်ရှိတယ်ကြောက်တော့ရွာနဲ့ညောင်မင်းသားရွာကြီးရွာနှစ်ရွာလုံးကဖုန်ကြီးကြောင်းရောနေအိမ်တွေရောအကုန်လုံးဖောက်ထွင်းပြီးတော့ခိုးယူသွားတာညောင်မင်းသားရွာကစစ်ကြောင်းဆိုရင်စစ်ပေးဆောင်ပြည်သူ၅ဦးကိုဖမ်းဆီးထားပြီးတော့အခုတိတိကိုမထွက်သေးဘူးဘလောက်ပါသွားလဲဆိုတာမခံမနိုင်သေးဘူးတံမိုးကြီးတဲ့ပစ္စည်းတွေကြီးပဲယူသွားတာလို့ CRC PLA တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကသတင်းပေးဖို့ပြောဆိုလာပါတယ် အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရွာငံမြို့နယ်ညောင်မင်းသားကျေးရွာအတွင်းကိုဝင်ရောက်ပြီးတော့စစ်ပင်းရှောင်နေတဲ့အသက်ကြီးပိုင်းပြည်သူ၅ဦးကိုဒဇာကန်ဖမ်းဆီးထားပြီးတော့ဘုံကြီးကျောင်းအတွင်းမှာရှိတဲ့အလူခံပုံးများအပါအဝင်တံမိုးကြီးတဲ့ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူခြင်းပြည်သူပိုင်းနေအိမ်တွေအတွင်းမှာရှိတဲ့တံမိုးရှိတဲ့ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူခြင်းတို့ကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရွာငံမြို့နယ်ရနေအုပ်စုကြောက်တော့ကျေးရွာဘုံကြီးကျောင်းနဲ့ပြည်သူတွေရဲ့နေအိမ်အတွင်းမှာရှိတဲ့ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူကပင်လောင်းမြစ်ထဲကိုဆင်းသွားတယ်လို့သိရပါတယ်။ အဲ့ဒီအကြက်ဖက်စစ်ကောင်စီစစ်ကြောင်းတွေဟာတက်မှ55နဲ့တက်မှ69ကစစ်သားတွေဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲကလည်းမထင်မှတ်ပဲဖြစ်သွားတာအဲ့ဒီရွာနေရွာကတိုက်ဖြစ်မယ်မထင်ဘူးမထင်မှတ်ပဲရောက်လာတာဘာပစ္စည်းမှမယူနိုင်ဘဲကိုထွက်ပြေးနေကြရတာကျွန်တော်တို့နေရွာကမိထီလာလေတက်နဲ့လည်းအရန်နေတဲ့နေရွာဖြစ်တော့သူတို့ကတော်တော်လေးကိုအာယုံဆိုင်ပြီးတော့လုံနေကြတာပကဖားတွေကလည်းပစ္စည်းတွေရှိပြီးတော့စစ်ကူမပေးတော့ကျွန်တော်တို့တော်တော်လေးကိုအဆင်မပြေဘူးတော်လိုင်းအဖွဲ့အစည်းတွေအနေနဲ့ပူပေါင်းဆက်ဆင်ရေးမစင်နွှဲနိုင်တော့အောင်မြင်ဖို့ဝေးနေအောင်ပါပဲလို့ CRC PLA တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးအခုကြီးတောင်းနေတာလေးကတော့ update သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုံးတဲ့ channel ဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့ရင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဆွဲထားရာအမှတ်3ရဲစခန်းတောင်ပေါ်ကျောင်းနဲ့မြို့တော်ဦးနေရာတွေကိုကြားပြူစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ25ရက်နေ့ကကော့ဂရိတ်မြို့ပေါ်မှာရှိတဲ့အမှတ်3ရဲစခန်းတောင်ပေါ်ကျောင်းနဲ့မြို့တော်ဦးနေရာတွေကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စေကောင်းစီတပ်သား15ဦးတေဆုံးပြီးတော့အများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံကြားဖြူစစ်ကြောင်းနဲ့နဂါးဖြူစစ်ကြောင်းတွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်4ဦးကြာဆုံးပြီးတော့6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့စီရေးအရှိန်မြင့်တင်လျက်ရှိရာကော့ကရိတ်မြို့အတွင်းမှာနေညမပြတ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီးတော့ ကော့ဂရိတ်နေပြည်သူတွေအနေနဲ့တော်လိုင်းတက်ဖို့ဝင်းနေရခွင့်ပြုချက်မရှိဘဲနဲ့ဖြတ်တန်းသွာလာခြင်းကိုမပြုလုပ်ကြဘို့တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာတရက်ထဲနဲ့နှစ်ကြိမ် drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီကမြို့တွင်းလုံခြုံရေးကိုတုံ့ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ24ရက်နေ့နေ့လယ်12နာရီအချိန်ကမော်လမြိုင်လေးစိတ်ကိုတော်လိုင်းအင်အားစုအဖွဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာလေယာဉ်ပြေးလည်အနှင်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့အဆောက်အဦတော့ထိခိုက်ပျက်စီးတာမရှိဘူးလို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမော်လမြိုင်မြို့မင်းရွာကျေးရွာမှာစစ်ကောင်စီတွေတိစောက်ထားတဲ့တိုင်းရင်းသားရေကြီးမှုစင်တာဝင်းအတွင်းကိုမော်တာတက်လက်လုံ drone လေယာဉ်ငယ်တစ်စီးနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီကမြို့တွင်းလုံခြုံရေးတင်းကျပ်ပြီးတော့ အင်အားပြပြီးတော့လှည့်လေတာတွေပိတ်ဆို့ရှာဖွေတာတွေနဲ့ ASN စစ်ဆေးတာတွေကိုဇက်တိုက်လှုပ်ဆောင်လာတယ်လို့မော်လမြိုင်မြို့ကန်တွေကပြောပါတယ်။မနေ့ကသူတို့တမျိုးလုံးရောက်ရက်ခတ်နေတော့လုံကြုံရေးတွေလည်းတိုးပြီးတော့ခြားထားတယ်။စစ်တပ်ရောရဲရောပြူစောတိတွေရောပြူစောတိတွေကအခုဆိုယူနီဖောင်းတွေနဲ့ဖြစ်ကုန်ပြီ။လုံကြုံရေးတွေကမနေ့ကလုံကြုံရေးအင်အားတွေတိုးထားတယ်လို့ညဘက်တွေမှာလည်းလုံကြုံရေးအင်အားတွေတိုးထားတယ်။ သူတို့ကမထင်မှတ်တဲ့ရက်ွက်တွေကို SN နေဆက်နေတယ်လို့မော်လမြိုင်မြို့ကန်တအုပ်ကပြောပါတယ်။မြို့ကန်တွေရဲ့ပြောပြချက်အရစစ်ကောင်စီဟာမွန်ပြည်နယ်ခမ်းမနေရမန္တလေးရက်ွက်မှာရှိတဲ့ EPC ရုံအနီးကြိုက်တန်လန်ဖျားကိုညောင်ပင်စိတ်ကန်းနှစ်ဖူးနေရာတွေနဲ့မြို့အဝင်ထွက်နေရာတွေကိုပါလုံခြုံရေးထပ်တိုးထားတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီဟာလမ်းဆောင်လမ်းကွာတွေနဲ့မထင်မှတ်တဲ့နေရာတွေမှာဆက်ဆေးတာတွေကိုဇက်တိုက်လှုပ်ဆောင်လာတယ်လို့အရက်ဝတ်တွေနဲ့ကင်းလှည့်တာအပြင်မြို့ရင်းမှာကင်းမုံဝတ်တာတွေလည်းရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်းအရှေ့တောင်တိုင်းစစ်တပ်နာချုပ်နဲ့ ဝင်ကြီးများအင်ယာကို drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားတာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေရဲ့ပြောပြချက်အရာမော်လမြိုင်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင်းတပ်တွင်းထဲမှာလည်းတက်လန့်ထားတယ်လို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကစစ်ပေးရှောင်ပြည်သူတွေကို RPG နဲ့ပစ်ခတ်တဲ့အတွက်ကြောင့်ပြည်သူ၅ဦးဒဏ်ရာရပြီးစစ်ကောင်စီကကြေးရွာ၅ရွာကိုမိရှို့ဖျက်ဆီးရာ နေအိမ်63လုံးပြကြခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ23ရက်နေ့မနက်9:00အချိန်ကမရီယာမြို့နယ်ငါးလုံးပြွန်ကြီးရွာကအင်အား60ခန်းပါတဲ့စစ်ကောင်စီစစ်ကြောင်းတန်ငါကြီးရွာကအင်အား90ခန်းပါတဲ့စစ်ကြောင်းနဲ့တပ်ဖမ်းခိုင်းကြီးရွာကအင်အား100ခန်းပါတဲ့စစ်ကြောင်း၃ကြောင်းဟာမရီယာမြို့နယ်အရှိချမ်းမှာရှိတဲ့ကြီးရွာတွေကိုစစ်ကြောင်းထိုးပြီးတော့စီးနင်းခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း၃ကြောင်းဟာအဲ့ဒီနေ့မနက်10:00အချိန်မှာစိတ်သာကြီးရွာက နေအိမ်44လုံး၊အုံကုန်းကြီးရွာကနေအိမ်3လုံး၊ဂွေကြီးကြီးရွာကနေအိမ်73လုံး ကျွဲတဲ့ကြေးရွာကနေအိမ်တစ်လုံးကျွဲကြကြေးရွာကနေအိမ်နှလုံးစုစုပေါင်းနေအိမ်63လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနေ့မွန်လွဲတနအိမ်အချိန်မှာအကြမ်းတ်စစ်ကောင်စီတပ်သားတွေကစိတ်သာရွာနဲ့ကျွဲကြရွာအနီးစစ်ဘေးတိမ်းရှောင်နေတဲ့ပြည်သူတွေကို RPG နဲ့ပစ်ခတ်တဲ့အတွက်ကြောင့်စိတ်သာကြေးရွာကပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။